ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဒီ Vix နဲ့ပတ်သက်လို့နည်းနည်းရှင်းပြသွားတာလေးရှိတယ်။ Okay ပြီးခဲ့တဲ့ဘက်က Vix နဲ့ပတ်သက်လို့ကျွန်တော်ရှင်းပြသွားတာရှိတယ်။ကျွန်တော်ထပ်ပြီးနည်းနည်းဒီကောင်အရေးကြီးတာကိုကျွန်တော်ရှင်းပြမယ်။ Okay trader တယောက် အနေနဲ့ဒီရောင်းတာပေါ့နော် buy long ပေါ့နော်ရောင်းတာနဲ့ဝယ်တာနဲ့ကအမမန်နည်းနည်းသူ့ရဲ့ style ကတိတ်မတူပါဘူးဗျ။ Okay ကျွန်တော်ဗာလဲဆိုတော့ကျွန်တော်ရှင်းပြမယ်နော်။ Okay um okay ကျွန်တော်အခုအခုဒီ vix ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြမယ်ပြီးတော့အဲရောင်းနာဝင်နာလည်းမတူအောင်ဆိုတော့ကျွန်တော်ဘာကြောင့်ဘာကြောင့်ကျွန်တော်ပြောရဲဆိုတော့ရှင်းပြမယ် okay vix ဆိုတာဘာကိုသူတို့ကတိုင်းတာလဲဆိုတော့ US market မှာရှိတဲ့ဒီကျွန်တော်မနောဟိုဟာပေါ့နော်ကျွန်တော်ဒီ US option market မှာရှိတဲ့ awel ကိုသူတို့ call လို့ခေါ်တယ် call option လို့ခေါ်တယ်အရောင်းကို put option လို့ခေါ်တယ်โอเคဒီဘွားပြန်အဝဲတော့အတက်ပေါ့နော် call put ဆိုတာအကြပေါ့โอเค အဲ့ဒီကောင်ရဲ့ percentage ကိုမူတည်ပြီးတော့ဒီကောင်အဲ့ VIX ဆိုတဲ့အာ index ကိုသူတို့လောက်ထားတာယူထားတာဖြစ်တယ်။အဲ့တော့အကယ်၍ market မှာ market မှာတကယ်လို့ဒီ call ပေါ့နော်ဟိုအဝယ်ဘက်တွေအများနေတယ်ဆိုရင်အဝယ်ဘက်တွေများနေတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့အဝယ်ဘက်များနေတယ်ဆိုရင်ခုနပြောတဲ့ call များတာပေါ့နော် call တွေများနေတယ်ဆိုတော့ VIX ကကျတယ်။ VIX value ကကျတယ်။ Okay ။ ဒါပေမဲ့ဟိုပြောင်းမြန်ပြောရမယ်ဆိုရင်တကယ်လို့ put တွေပေါ့နော်ဒီဒီအရန်အအချဘက်ကိုအားပေးတဲ့အဟိုပါပေါ့နော် put option တွေများတယ်ဆိုရင်ဒီကောင်က vix ကတက်တယ်နော်အဲ့တော့ကျွန်တော်တို့ရေဘူးအပြင်ပြောပြောမယ်ဆို vix အရန်တက်နေတယ်ဆိုရင် stock market ကျမှကျတယ်လို့ပြောပြောလို့ရတယ် vix ကျတယ်ဆိုရင် stock market တက်တယ်လို့ပြောလို့ရတယ်အဲ့ဆိုတော့နော်ကျွန်တော်ကျွန်တော်ရှင်းပြတော့ပါမထင်နဲ့ဟိုပြောင်းမြန်အနေထားကိုကျွန်တော် ပြောတာဖြစ်တယ်နော်နားလည်မှမသိဘူးနော်โอเคโอเคအဲ့တော့ vix က risk ကတက်လာတယ်ဆိုရင်ဒါကျွန်တော်တို့ဒါကိုအချိန်နေ stock market ကြီးအချိန်နေမကောင်းဘူးဆိုတဲ့သဘောမှာကျွန်တော်တို့ပြောတာဖြစ်တယ်။ Okay အဲ့တော့ခဏနော်ကျွန်တော်တို့ခုလေးတခုကျွန်တော်ပြီးခဲ့ပြီးခဲ့တစ်ခေါက်ကျွန်တော် share ထားလေး reference လုပ်ချင်တော့ခဏကျွန်တော်ပြန်ပြီးတော့ Okay risk ကများသောအားဖြင့်เนาะများသောအားဖြင့်ဒီကောင် VIX ကျွန်တော်ပြောဒီအမဲ line လေးကိုပြောတာเนาะများသောအားဖြင့်ဒီကောင်ကျနေတာဖြစ်တယ်ဒီလိုမျိုး VIX line ဆိုအမြဲတမ်းဆင်းနေတာဖြစ်ပြောကြည့်တဲ့သဘောက VIX ဆင်းတဲ့အတွက် stock market ကလည်းအမြဲတမ်းများသောအားဖြင့်တက်နေတာဖြစ်တယ် ဒါသူ့ရဲ့ဟိုရေဘူးကဟိုပုံမှန်အခြေအနေကိုကျွန်တော်ပြပြတာเนาะအဲ့တော့ဟုတ်ပြီဒီ vix ကသူပုံမှန်အပြည့်တော့ရေဘူးအဖြစ်လေးဖြည်းဖြည်းဟိုဖြည်းဖြည်းပြပြလေးစင်းနေဗျာဒါပေမဲ့တခါတလေကြာရင်ခုနပြောဆိုအခြေအနေပေါ့เนาะခုနအခုလိုမျိုး Federal Reserve ကတခုခုပြောလိုက်တာတို့ stock market ကြီးကเนาะဟိုဟိုဟို ending နေပါတယ်เนาะ CY အခြေအနေမကောင်းတာတော့ဖြစ်ရင်ဘာဖြစ်လို့ vix ကြီးကထောင်တက်သွားတတ်တယ် โอเคအခုလိုမျိုးပေါ့เนาะဒီခုနကျွန်တော်ပြောထားတာပြပြလေးဒီအမဲအွန်လိုင်းလေးဆင်းနေပြီမဲ့အခုနောက်ပိုင်းမှာအခုတက်နေတဲ့အသေးပဲမှာဒေတာမိနေမယ်ထင်တယ်เนาะအဲ့တော့ဘာကိုကျွန်တော်ကဟုတ်ပြောကြတာလေဆိုနံပါတ်1ချက်ကတော့ VIX တက်နေတယ်ဆိုရင်ဒါ stock market ကျတယ်ဆိုတော့ပြောတာဖြစ်တယ်။ Okay ။အဲဒါ VIX တက်နေဆိုရင်ဒါ VIX เนาะဒါဆို stock market အာ stock market အာကျတာဖြစ်တယ်။ Okay ။ VIX ကျနေတယ်ဆိုရင်ဒီအမေအွန်လိုင်းလေးကျနေတယ်ဆိုရင် stock market တက်တာဖြစ်တယ်။ Okay ကျွန်တော်ဒါကျွန်တော်နောက်ထပ်တစ်ဆင့်သွားရမယ်เนาะ။ Okay ။ trading လုပ်ရင် okay trading လုပ်ရင် attack နဲ့ကြာလည်းနဲ့ကွာတယ် okay ဘာလို့လဲဆိုတော့ stock market တက်ရင်เนาะ fix ကြာတယ်เนาะ stock market တက်နေတယ်ဆိုရင် तू อ่ะပြေပြေလေးတက်နေတာဖြစ်တယ်အဲ့တော့ကိုက trader တယောက်အနေနဲ့เนาะ trader တယောက်အနေနဲ့ကိုကဥပမာကိုက light wear ထားလိုက်အဝယ်เนาะအဲ့ဆိုကိုကဥပမာကျွန်တော်ကကိုက buy position ယူမယ်ထားလိုက်เนาะ buy position ဆိုရင် market ကတက်နေတော့ buy buy လုပ်မယ်ပေါ့เนาะအဲ့လိုဆိုရင်ကိုက လိုက်လဲဝယ်လို့လည်းရတယ်အဲ့လိုမျိုးခုနကျွန်တော်နည်းနည်းဟိုပေါ့နော်ဖူးဘက်လေးပေါ့နော်အစင်းလေးမှလည်းလိုက်ဝယ်လို့လည်းရတယ်ဒါပေမဲ့ဒီကောင်ကများသောအဖြစ်ကခုနကျွန်တော်တို့ဟိုဒီလိုမျိုးခုနဟိုဟိုဟိုဖူးဘက်ကြီးအရင် deep ဖူးဘက်ကြီးကရှားတယ်ကျွန်တော်ပြောတာသဘောပေါက်လားမသိဘူးနော်ရှိတော့ရှိတယ်ဒါပေမဲ့ရှားတယ်အဲ့တော့အဝယ်ကြတော့ကိုက timing ကတိတ်အရင်အရေးဟို100%အရင်မကြည့်ဘူးအဲ့တော့ ဝဲရင်ကိုက timing ကိုတိတ်အရန်ဂယူဆိုက်ဆရာကိုတိတ်အရန်မလို့ကျွန်တော်ပြောတော့ပေါ့လားမသိဘူးเนาะโอเคအယောင်းနဲ့ဝဲဝဲတာတောင်မှမတူဘူးဘာလို့လဲဆိုတော့အာကိုကစီဝါဒီမတ်ကကြီးကြနေလို့ဟာငါယောင်းလိုက်ရင်မြက်မယ်လို့ထင်မြက်မယ်သွားအဲ့လိုမထင်နဲ့အဲ့လောက်ကြီးမလွယ်ဘူးနော်ဘာလို့ဆိုတော့သူ့ရဲ့အဲသူ့ရဲ့ရောင်းမုံရောင်းနီးဝဲဝင်ဝင်နီးကမတူတဲ့အတွက်ကြောင့်ဖြစ်တယ်ကျွန်တော်ပြောတာသဘောပေါက်လားမသိခင်ဗျာကျွန်တော်ဒါခုကျွန်တော်ဘာရုပ်ရှင်းပြတာနော်ဒါအရေးကြီးလို့ဗျာအရေးကြီးတယ်ဘာလို့လဲဆိုတော့ market တခုတည်းကိုဒီ trading style တခုတည်းကိုနားလည်ထားရင်အာဟိုဟာဖြစ်တတ်တယ်ဟိုဘယ်လိုခေါ်မလဲဘာဖြစ်မှန်းမသိပဲ market မှာအမြတ်မရပဲဖြစ်တတ်တယ် okay အဲ့တော့အဲကျွန်တော်ခုနပြောသလို buy လုပ်ရင်တိတ်အရန် timing ကိုအရန်ကြီးအားထားစရာတိတ်မလို timing ဆိုတော့ငါဘယ်ချိန်ပွဲတင်တပေါ့ပြဟိုကိုမတေချင် loss size လေး short ပြီးတော့ဖြည်းဖြည်းလေးလိုက်ပဲသွားရုံပဲဘာလို့လဲဆိုတော့သူ့ရဲ့ pull back လေးတွေကပူပဲလေးတာပြည်ပြစ်တယ်။ Okay ။ဒါလေးကပူပဲလို့ခေါ်တယ်ပူပဲလို့ခေါ်တယ်။ Okay ။ဒါပေမဲ့ အကယ်၍များဒီလိုမျိုး VIX တွေအရင်တက်နေတဲ့အချိန် VIX တွေတက်နေနော် VIX တွေအရင်တက်နေတဲ့အချိန်ဆိုရင်တဘောကဒါကျွန်တော်တို့ဒီ stock market ကြီး down ပေါ့နော်အာ down ဆို sell ပဲသွားတာပေါ့နော် okay အဲ့လိုချိန်ကြရင်ကဘာလို့ဒီလိုမျိုး well well လို့မရအောင်ဘာဖြစ်လို့လဲဆိုတော့ stock market ကြရင်တော့ဒီလိုမကြဘူးခင်ဗျဒီလိုမကြဘူးဒါဒါဟိုလူတွေကဟိုအလွယ်ပြောတာနော်မမ stock market ကြတယ်ဆိုဒီလိုကြတာ ျွန်တော်ပြောတာသဘောပေါက်လားမသိနော်ဘာဖြစ်လို့လဲတော့ဒီကောင်က stock market ကျတယ်ဆိုတော့ပြည်ပြည်လေးတွေကျမယ်လို့ထင်တာနော်အဲ့လိုမျိုးကျလေးမရှိဘူး stock market ကျရင်ဒီလိုကျတာ okay အဲ့လိုတစ်ချက်သတိထားပါအဲ့ဒီတော့ stock market ကို sell side ပေါ့နော် sell side လုပ်မယ်ဆိုကိုက timing ကိုအရန်သတိထားရတယ်ဘာဖြစ်လို့လဲဆိုတော့ stock market ကျလိုက်လို့ကိုကဥပမာပြဒီမှာလိုက်ရောင်းမိရထားလိုက်ဒီမှာလိုက်ရောင်းမိရထားလိုက်နော် ကိုရောင်းပြီးတော့မှကိုကတက်သွားလဲတက်သွားတာဖြစ်တဲ့ဖြစ်တဲ့လက်ရှိတယ်။အာခုနပြောရဟိုခုနပြီးခဲ့တဲ့ swing high swing low တဲ့တော့မှ sorry swing high နဲ့တော့မှပို့ပြီးတော့တက်သွားတတ်သေးတယ်။အာအဲ့တော့ကိုဟာအာကိုငါတော့တက်ပြီးထင်တယ်ဟဲ့ဆိုကိုကဒီမှာကိုကဒီမှာရောင်းထားတာနော်ကိုဒီမှာ sell one နော် sell one ကိုကဒီမှာ stop loss လို့ယူလိုက်တယ်ကိုအရှုံးခံလိုက်တယ်ပြီးတော့ကိုတက်မယ်ထင်လို့ light ဝယ်လိုက်တယ်ကိုလည်းဝယ်လဲဝယ်ပြီးတော့ကိုက market ကမတက်တဲ့အပြင်ပြန်ပြီးတော့ကြာသွားသေးတယ်။ဟောဘောလမ်းတယ် အဲ့ကြတော့မှဟာငါဟာငါပထမ sell one တော့ငါမှန်းရတဲ့ဘာလို့ဘာလို့လိုက်ရောင်းမိပါလဲဆိုတော့အဲ့တော့မှထပ်ပြီးတော့ခုနပြောတဲ့အဲခုနဒီမှာဒီမှာကျ buy one ပေါ့နော်လိုက်ဝယ်ထားတာ buy one ကို stop loss လုပ်ပြီးတော့နောက်တစ်ခုထပ် sell two လုပ်လိုက်တယ်ဆိုရင်အဲ့ဘာဖြစ်လဲအဲ့ market ကပြန်တက်သွားပြန်အောင် okay ကျွန်တော်ပြတော့ပေါ့မထင်နေနော်အဲ့တော့ကျွန်တော်ညီကုန်းချောက်အောင်မယ်ဆိုရင်အယောင်းနဲ့အဝယ်က style မတူဘူးဗျ okay အယောင်းကျတော့ခုနပြောဆိုပြည်ပြည်လေးတက်သွားလေးရှိပြီးတော့အဲ sorry အဝယ်ကျတော့ပြည်ပြည်လေးတက်သွားလေးရှိပြီးတော့အယောင်းကျတော့ အဲခုနပြောသူဒီကောင် very wild swing ဖြစ်တယ်လေးရှိတယ်အဲဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့ဒီနော်ဟိုဒီခုနပြော vix ကရမ်းများအတက်နေတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့မဲ့ vix ကကျွန်တော်ကျွန်တော်ရဲ့ telegram မှာကျွန်တော်အာကျွန်တော် link လေးပို့ထားမယ်နော်ကျွန်တော် telegram join လုပ်ရပါတယ်ကျွန်တော် telegram မှာကျွန်တော်အဲ့ vis ပုံမူတည်ပြီးကျွန်တော်နည်းနည်းပုံလေးတစ်ခုတင်ထားတာရှိတယ်အဲ့သူ့ရဲ့ number ပုံမူတည်ပြီးတော့ဟိုဟာပေါ့နော်သူ့ရဲ့ဒီ swing ကဘလောက်ကျန်းနေဆိုတာ နော်ဆိုတော့ swing ကဘယ်လောက်ကျွမ်းလဲဆိုတာအဲ့ဒီဘယ်လောက်တက်တာပေါ့မူတီ base ဘယ်လောက်တက်နေတယ်ပေါ့မူတီပြီးတော့ကွဲပြားတယ်အဲ့လေသဘောပေါက်မှထင်တယ်အဲ့ကြောင့်ဟို market ကခိလိုက်ရင်ဟာ market ကြီးကဆင်းနေတာငါရောင်းငါရောင်းလိုက်ရင်ဘယ်လောက်မြက်မယ်ဆိုပြီးတော့အဲ့လိုအဲ့လိုပုံတွေတွက်လို့မရအောင်ဒါကျွန်တော်ဒါ daily candle မို့လို့ဟိုပုံစံဟိုလွယ်လွယ်ကူကူလုံးဝအတက်ကြီးဆင်းသွားတယ်လို့ထင်ရတာအမှန်မှန်အထဲမှာအတက်မဆင်းဘူးဒီလိုဆင်းတာ okay ကျွန်တော်ဒါကျွန်တော် market analysis မလုပ်ခင်ဒါကျွန်တော်ရဲ့ experience တကို share ပေးခြင်းဖြစ်ပါတယ်โอเคအာနားလည်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျเนาะအဲ့တော့အတက်နဲ့အကျကွာတယ်အဲ့တော့အတက်မှာနည်းနည်းလေး style တခုဟို trading style တခုရှိသလိုအစင်းမှာလည်း trading style တခုရှိပါတယ်အဲ့တော့အစင်းကြောင့်ဘယ်လိုလုပ်ရမလဲအစင်းကြောင့်အတက်ကြောင့်ကျွန်တော်ပြန်ပြီးခုနပြန်ပြီးကျွန်တော်ပြောသလိုပဲအတက်ကြောင့်နည်းနည်း timing ကိုတိတ် view size ဆရာမလုပ် เนาะ low size လဲ small low size နဲ့ကွာဟောတော့အအနည်းနဲ့အများဟို market ကပြန်ချက်ချင်းပြန်တက် market ကပြန်တက်သွားမှာပဲအဲဒါမဲ့အစင်းကြိုင်တော့ကွာဘာလို့သတိထားရမလဲဆိုရင်တော့အဲခုနအာဒီလိုမျိုးဟို swing level တွေမှာကွာဟို AC ဟိုအချိန်ဟိုအချိန်ပေးပြီးစောင့်လာကောင်းလဲထင်တယ်ဘာလို့လဲဆိုတော့ကွာအဲဟိုဒါ swing level ခေါ်တယ်နော် sorry swing level ဆိုတာဟောပေါ့ဈေးပြန်တက်ပြီးတော့ပြန်တက်တဲ့အချိန်ဒီမှာဟိုရောင်းမှုအတွက်အစင်း AC ပေးတာကောင်းလဲတယ်ဘာလို့ဆိုတော့ ကိုကဒီလိုမျိုး breakout တွေ trade လို့လို့မရအောင် breakout ဆိုတော့ဆင်းနေတော့မှလိုက်ရောက်တာလို့လို့မရအောင်ဘာလို့ဆိုတော့ခုနကပြောကိုရောင်းပြီးတော့မှပဲဖြစ်သွားတယ် market ကပြန်ပြီးတက်သွားတယ်ကိုရောင်းပြီးတော့မှပဲဖြစ်လဲ market ကပြန်ပြီးတက်သွားတယ်เนาะအဲ့လေးတစ်ချက်သတိထားပါအဲ့တော့ attack နဲ့ဆင်းမတူဘူးခင်ဗျเนาะအဲ့လေးတစ်ခုသတိထားပါ okay เนาะ alright ကျွန်တော်အဲ့လိုဆိုရင်ကျွန်တော် analysis တစ်ချက်သွားလိုက်အောင်เนาะ alright okay